သခင်ယေရှုခရစ်တော်ဒါဘုရားခင်ဖြစ်တယ်ဆိုတာကိုမြင်တွေ့ပြီးသဘောပေါက်သွားရင်တော့အဲ့ဒီသဘောပေါက်တဲ့လူသားတိုင်းကသခင်ယေရှုခရစ်တော်ကိုတကယ်ပဲနှလုံးသားထဲမှာဘုရားသခင်ဖြစ်တဲ့အယုသေးအာတိုင်းဆိုင်ပြီးတော့တကယ်ကိုကြည်ညိုတဲ့စိတ်အတ္တဓာတ်ထဲမှာဖြစ်ပေါ်လာမှာနေချပါတယ်။ဘာကြောင့်လဲဆိုရင်လူသားတိုင်းအားလုံးဘယ်လိုလူမျိုးပဲဖြစ်နေပါစေဘုရားသခင်ပြောင်းနေတာဘုရားကိုရှာဖွေနေတာဖြစ်တယ်။ဒါပေမဲ့ပြည်တနာကလူတိုင်းမှာမာယွန်းတဲ့ဘုရားတွေက မွေးလာကြတဲ့ကပေါ့နော်။အာခံယူထားတာရှိတယ် ဒါဖျားပြောင်းရင်ဖျားရှာရင်လည်းဟိုရလည်းဖျားတစ်တာလည်းဖျားကြောက်လည်းဖျားအုပ်လည်းဖျားတချို့နေလည်းဖျားလှလည်းဖျားတချို့ကလူပြေခဲ့ရလူလည်းဖျားဆိုပြီးတော့အမျိုးမျိုးအဲ့ဒီလိုမျိုးလက်ခံယုံကြည်မာယွင်းနဲ့အရာတွေကိုလက်ခံထားတယ်ဆိုတာတွေ့ရတယ်နောက်တစ်ခုကတခင်ယေရှုနဲ့ပတ်သက်ပြီးတော့လူတော်တော်များများပေါ့နော်အာမာယွင်းဆိုတာသူတင်ချင်းခံနေရတခြားတစ်ပါးတခြားတစ်ပါးအဲသူတွေမှာတချို့ဆိုရင်ဘောဘာသာရေးမှာမာယွန်းတဲ့အရာတွေဖြန့်ဝေထားတယ်တခင်ယေရှုကဘုန်းကြီးတော်ဝတ်ခဲ့တယ်ဆိုတဲ့အရာတွေပေါ့နော်ဒါတကယ်ကိုမူတာ မမှန်သောစာပေတွေပေါ့နော်ဒီ issue နဲ့ပတ်သက်ပြီးတော့အဲ့ဒါလိုမျိုးအာဖြန့်ဝေထားတယ်ဆိုတော့ပြရတယ်ဒါဘာသာရေးကောင်းဆောင်တွေပေါ့နော်မနဲ့ရဲ့အတုပြုခြင်းခံရတာအဓိကတော့သာရမဏေကသခင်ယေရှုခရစ်ပြီးဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာကိုလူတွေမြင်သွားရင်အဲ့ဒီလူတွေကငရဲပြရမယ်ဘဝကနေလွတ်မြောက်သွားမယ်ပြီးရင်သူ့လက်ထက်ကနေလွတ်မြောက်သွားမယ်ဆိုတော့စာရံကသိတဲ့အတွက်ကြောင့်မလို့အာဘာသာအတိတ်တည်းမှာရှိတဲ့လူတွေကိုသူကနိလန်တီတီအားဖြင့်ဘာတားစီတာပေါ့နော်။ဘုံကြီးဝက်ခဲ့တယ်ဆိုတာဒါရုပ်တိမရှိတဲ့ဟာကြီးပေါ့နော်။ဒါကြီးကိုမူတာကြီးကိုတချို့ကတော့ယုံနေတာ အစ္စရေးရဲ့ဘာသာရေးထုံတမ်းဆင်လာနဲ့တိဘက်နဲ့ဆိုတာလုံးဝဆန့်ကျင်ဘက်အရာရာအဝေးကြီးပါတိဘက်ပြည်လည်းတခင်ယေရှုခရစ်တော်လူစားတိခံယူခဲ့ခြင်းကမပေါ်လာသေးပါဘူးဒါတလောက်ကြီးထီအောင်ဟိုဘလို့ပြောမလဲအဲအရာရာဆန့်ကျင်ဘက်ဖြစ်နေတော့တချို့ကယုံတယ်ပေါ့နော်တချို့ကလည်းညံ့အရာမှာအားနေတော့စဉ်းစားညံ့မရှိဘူးဘာလို့ဆိုဘာသာရေးကလူတွေကိုလွှမ်းမိုးတယ်အဲကြောင့်ဘာသာရေးအမှားကြီးလွှမ်းမိုးတဲ့အခါမှာလူတွေဒုက္ခရောက်ကုန်တာအဲ့ဒါပဲအဲ့ဒီအခါမှာလူတွေကအဲ့ဒါကိုအမှန်လို့ထင်နေကြတာပေါ့နောက်တစ်ခုကအာတခင်ယေရှုဘလို့ပြောမလဲတမန်တော်ဆိုပြီးတော့ပေါ့နော်အဲ့ဒါလိုမျိုးတချို့ဘာသာရေးတွေမှာ သူတို့ကျမ်းထဲမှာကိုထည့်ထားတယ်ဆိုပြီးတော့ဒါတော်တော်ကိုအလွဲတဲ့ဟာကြီးပေါ့တကယ်ယေရှုကဘုရားသခင်အသားတော်ဖြစ်တယ်ဆိုတော့အဲ့ဒီကျမ်းမပေါ်ခဲ့တဲ့ကသခင်ယေရှုကိုယ်တိုင်သူကိုယ်တိုင်အဲ့ဒီမှာပြင်ညာသွားတယ်လုတ်ပြသွားတယ်သူ့ဘဝသက်တာထဲမှာလက်တွေ့လက်တွေ့လုတ်ပြသွားတဲ့အရာအများကြီးတဘာဝလည်းပေါ့နော်အဲ့ဒီခင်မမီတဲ့တမန်တော်အစစ်တွေတပည့်တော်အမှန်တွေကသခင်ယေရှုကဘုရားသားတော်ဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်ဘုရားသခင်ဖြစ်တယ်ဆိုတော့တည်တည်ခံဒီရာကိုသခင်ယေရှုလည်းတစ်ခါမှလည်းမမြင်ဘူးတဲ့သူနော်မြင်ဘူးတဲ့သူတွေကတည်တည်ခံပြီးတော့ဒီရာကိုပဲဝင်ငှသွားတယ်အဲ့တော့မမြင်ဘူးတဲ့ဟိုအခြားတစ်ပါးတော့ဒီမိုဟာမက်ဆိုတဲ့သူကအဲသူရဲ့ ကျမ်းထဲမှာပေါ့နော်တကယ်ယေရှုရဲ့တမန်တော်ဆိုပြီးတော့ရတာတော့မဟုတ်ဘူးဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အလွဲတွေအာရေးသားထားတယ်ဆိုတာကိုလည်းတွေ့ရတယ်ဆိုတော့ရှေ့ကပိုင်းနဲ့တူတူပါပဲမာနရဲ့လောက်ရဖြစ်တယ်မာနကလူတွေကိုယေရှုကဘုရားသခင်ဖြစ်တယ်ဆိုတာကိုမမြင်အောင်သူကအာတားဆီးတဲ့တမျိုးပါပဲခြေတော်မိတ်ဆွေယေရှုခရစ်သည်မှန်သောဘုရားသခင်ယေရှုခရစ်သည်အာရခတိကိုဖန်ဆင်းတဲ့ဘုရားသခင်ဒီဘုရားသခင်ကသုံးပါးရှိတဲ့အထဲမှာနှုတ်ကပတ်တော်တည်ပြီးတော့ဘုရားသခင်ကတော့ဘုရားသခင်ဖြစ်တယ်ဆိုတာသစ္စာစကားယေရှုခရစ်သည်အပြည့်ရှိတော်သူကိုကယ်တင်ခြင်းကယေရှုကတော့ကြွလာတော်မူသောစကားသစ္စာစကားဖြစ်တယ် ကဲတင်ရှင်တရားဖြစ်တယ်အာမင်